ရှာနဲ့သွားလို့ပဲမကြာခဏကိုက်မိကြသလိုဘောလုံးကစားတဲ့သူတွေမှလည်းမကြာခဏတန်ရာရလေးရှိကြပါတယ်။အခုကြည့်နေတဲ့သူကလည်းဘောလုံးကိုဝါသနာပါတဲ့သူဆိုရင်တော့အ ਨੇ ဆုံးတော့ပုံပဲ့ထိခိုက်တန်ရာတွေရဘူးမှာပါ။တာမန်ပုံပဲ့တဲ့တန်ရာမျိုးမဟုတ်ဘဲနဲ့အယိုးနဲ့ဆက်ဆက်တဲ့တန်ရာတွေကြွက်သားနဲ့ဆက်ဆက်တဲ့တန်ရာတွေရတဲ့အခါမှာပို့ပြီးတော့သတိထားရပါတယ်။ဒီဗီဒီယိုမှာတော့ဘောလုံးကစားတဲ့အခါအဖြစ်များတဲ့ injury အမျိုးအစားတွေနဲ့ injury ရလာခဲ့ရဆိုရင်လည်းဘာဆက်လုပ်တင်နေ injury ခဏခဏမဖြစ်အောင်လည်းဘလို့ပြင်ဆင်ပြီးတော့ကစားတင်နေဆိုတဲ့အရာလေးကိုလည်းထည့်ပြောပြီးသွားမှာပါဘောလုံးကန်တဲ့သူတော်တော်များများဖြစ်တဲ့ပရမတ်တစ်ခုကခြေချင်းဝက်လဲတာပါခြေချင်းဝက်လဲတာဖြစ်ဖြစ် ခြေချင်းဝက်နာပြီးတော့ရောင်လာတာဖြစ်ဖြစ်ထိုခြေတော်ကိုနှိပ်တာတွေအရန်လှုပ်ရှားတာတွေကိုမလုပ်သင့်ပါဘူးအတက်နိုင်ဆုံးဖြစ်တဲ့ခြေတော်ကိုအနားပေးထားပြီး ရေခဲကပ်ပေးတာတို့ဆေးပူလူးတာတို့လုပ်ပေးခြင်းအပြင်နှစ်ဘက်ကနေသုံးဘက်တွင်မှာတက်တာလာနိုင်ပါတယ်။နောက်တစ်ခုကတော့ဒူးတန်ရပါဒူးတန်ရဖြစ်ပြီဆိုရင်တော့သတိထားရပါတယ်။ပုံမှန်မျက်လုံးနဲ့မြင်နိုင်တဲ့နေရာမဟုတ်လို့အယူအပ်သွားတာတွေအယူတွေပြဲသွားတာတွေဖြစ်နိုင်တဲ့အတွက်ကစားတဲ့အခါဒူးကိုမထိခိုက်အောင်အတက်နိုင်ဆုံးကယူဆိုင်ပြီးကစားသင့်ပါတယ်။ဒူးတန်ရရတဲ့သူတော်တော်များများကံနေတဲ့အချိန်မှာသွေးပူနေတော့ ဒူးတန်ရာတိတ်မဖြစ်တော့ပါဘူးဆိုပြီးတော့စက္ကန်နာတို့အားဆိုင်ပြီးတော့ပြေးတာမျိုးတွေကို မလုပ်ဘဲနဲ့ဒန်ရာရတယ်ဆိုတာကိုသိလိုက်ချိန်တည်းကနားလေတကြွနေသူတွေကိုတရားပြောပြတင်ပါတယ်ဒူးတန်ရာရပြီဆိုရင်ခြေတော့အကွေးဆက်နောင်မှသူ့အေးဝါတဲ့အခါလှုပ်ဖို့အတော်ခက်ခဲပြီးတော့နာကျင်တဲ့အတွက်အတက်နိုင်ဆုံးဒန်ရာမရအောင်လို့ကစားကြပါဘလို့နေသားတွေမှာဒူးတန်ရာရတက်လေဆိုတော့စိုင်ဘောတွေကန်တဲ့အခါတွေဒါမှမဟုတ်ဘောလုံးကိုရုတ်တရက်ရက်လိုက်တဲ့အခါတွေ ဘောလုံး direction ချိန်တဲ့အခါလှည့်တဲ့အခါမျိုးတွေမှာဒူးတန်ရရတတ်ပါတယ်။နောက်တစ်ခုကတော့ hamstring မှာတကောက်ကျော်တန်ရရတာဖြစ်ပါတယ်။ဒီတန်ရရဘာလို့ရကြလဲဆိုတော့ကြွက်သားကိုတိချအကျော်မလျှော့တဲ့ခါတွေမှာတန်ရရတတ်ပါတယ်။ခါသလေအပြိုကန်တာဝါသနာရကန်နေဆိုပေမဲ့လည်းတွေးပူလေ့ကျင့်ခန်းကိုတိချလုပ်သင့်ပါတယ်။ကုကြွက်သားတွေကရော့မနေဘဲနဲ့ရုတ်တရက်ဘောလုံးကိုပြေးပြီးတော့အားထည့်ပြီးကန်လိုက်တဲ့အချိန်မျိုးတွေမှာကြွက်သားပေါင်ကြွက်သားတန်းသွားတတ်ပါတယ်။ အေးမွားတဲ့အချိန်ဤဒါမှမဟုတ်လေကိုယ်ခန္ဓာကိုယ်မှာလုံလောက်တဲ့အားမရှိဘဲနဲ့ခန္ဓာကိုယ်မတရားတအားခိုင်းတဲ့အခါမျိုးတွေမှာ ကြွက်တက်တဲ့အရာတွေကိုလည်းခံစားရတတ်ပါတယ်။နောက်တစ်ခုကပေါင်ညာကြွက်တာတန်ရပါ။အထူးတစ်ဖြစ်အတွင်းဘက်ပေါင်မာဆယ်ရီမှာဖြစ်တဲ့တန်ရမှုလို့ဘောလုံးကိုအားနဲ့လွှဲကန်တဲ့အခါမျိုးတွေမှာဒီတန်ရမျိုးရတတ်ပါတယ်။ကျန်တဲ့အဖြစ်များတဲ့တန်ရတွေကခါနာတာပခုံးကြွက်တာတန်ရရတာချော်လဲလို့လက်အစ်စ်လွှဲတာလက်ကျိုးတာတွေလည်းဖြစ်နိုင်ပါတယ်။ ဒါကြောင့် injury မရအောင်လို့မကန်ခင်မှာအမြဲတမ်းတွေးဘူးလေ့ကျင့်ခန်းကိုတိကျလုပ်မယ်အကျောတိကျလျှော့မယ်ကန်တဲ့အခါမှာလည်းမလိုအပ်ဘဲနဲ့ဆိုင်ဘောတွေကန်တာတွေအတင်းဝင်လူတာတွေရှော့တိုက်ဖြတ်ထုတ်တာတွေမလုပ်ဘူးဆိုရင်အချို့မလိုအပ်တဲ့ injury တွေကိုလည်းဖြေလျှော့နိုင်မှာဖြစ်ပါတယ်ကိုကန်တဲ့ကွင်းကစားတဲ့ကွင်းပေါ်မူတည်ပြီးတော့ကိုယ့်ရဲ့ကစားပုံကိုလည်းပြောင်းလဲသင့်ပြောင်းလဲရပါမယ်ကန်ပြီးတဲ့အခါတိုင်းခြေရောက်ကိုရေခဲကတ်တာဖြစ်ဖြစ်ရေခဲစိန်တာဖြစ်ဖြစ်လုပ်ပြီးနိုင်ပိုကောင်းပါတယ်ဝါသနာရှင်ပဲဖြစ်ဖြစ်ပရိုပဲဖြစ်ဖြစ် ဘောလုံးကစားတဲ့အခါဒဏ်ရာရရင်တော့ကြောင်းပြက်အလုတ်ပြက်ဝင်းငွေတွေပါထိခိုက်တတ်တဲ့အတွက်ကစားတဲ့အခါဒဏ်ရာကိုမလိုအပ်ဘဲနဲ့မရရှိအောင်ပါနက်စွာကစားဖို့အကြံပြုရင်ဒီဗီဒီယိုအဆုံးသတ်လိုက်ပါတယ်။ဘောလုံးနဲ့ပတ်သက်ပြီးအခြားပြောပြပေးစီခြင်းတဲ့အရာတွေရှိရင်လည်း comment ထဲမှာမေးထားခဲ့လို့ရပါတယ်။ဗီဒီယိုအဆုံးထိကြည့်ပြီးတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်။